နိုင်ငံတော်မှာတိုက်ပွဲတွေဖြစ်ပြီးဆစ်ဆုံးနေတဲ့စစ်ကောင်စီဟာငင်းချိုင်းစင်နီဝဲ2025ကိုနေပြည်တော် MICC နှစ်မှာကျင်းပနေပါတယ်။စစ်ကောင်စီဗိုလ်ချုပ်ကြီးရာပြည်ပါဝင် စစ်ကောင်စီရာရှိတွေပြည်တော်စုဝန်ကြီးတိုင်းသားနဲ့ကန်ဖွဲ့ချိုးကကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်ဆွေးနွေးတော့မယ်လို့သိရပါတယ်။ငင်းချိုင်းလုပ်ငန်းစဉ်ပေါ်ကဏ္ဍအသီးသီးကထင်မှားချက်ကြောင့်တွေတိပညာရှင်တက်ပညာရှင်တွေကပုံမအယုံ site ပါဝင်လွှတ်ဆောင်စေဖို့ငင်းချိုင်းအတွက်အကြံဖတ်တဲ့နီလန်းနဲ့ဆော်ရချင်းကသာရေရှည်တီထဲမှာဖြစ်ကြောင်းကိုလူလူကြားအသိမြင့်တိုးလာစေဖို့ နိုင်ငံတွင်းပြည်ပခအမြန်ဆုံးရှင်းချပြီးနိုင်ငံရေးစီးပွားရေးပုံမှန်တိုးတက်ကောင်းမွန်လာစေဖို့ရေရိုရေရှည်လုပ်ငန်းစဉ်တွေဖော်ထုတ်နိုင်မှုတက်ဒီစနေဘက်ကိုကျင်းပတာဖြစ်တယ်လို့လဲဆိုပါရဲအဲ့ဒီဆွေးနွေးပွဲကိုမတ်လ24ရက်က26နေ့တိ3ရက်တာကျင်းပသွားမှာဖြစ်ပါတယ်စစ်ကောက်စီနဲ့ငင်းချိုင်းဆွေးနွေးပွဲလို့ပြောပေမဲ့လည်းအဖက်မှလည်းရသားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေဘုံကျဲတက်ခိုက်တာတွေကိုနေ့စဉ်ရက်ဆက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်စစ်ကောက်စီထိချုပ်ထားတဲ့မြန်မာစီးပွားရေးဘဏ်နဲ့ငွေလွှဲပြောင်းလုပ်တဲ့လုပ်ငန်းစဉ်တွေမလုံဆောင်တော့ဘူးလို့ထိုင်းနိုင်ငံပိုင်ဘန်ကောက်ဘဏ်ကအတိပေးလာတယ်လို့သိရပါတယ် ပြီးခဲ့တဲ့မက်စလာ23ရက်နေ့ကဘန်ကောက်မြို့ထိုင်းလွတ်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာရေးနယ်စပ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲဒုတိယနေ့မှာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ်တွန်ဒရူးကပြောဆိုခဲ့တာလည်းဖြစ်ပါရယ်မြန်မာစစ်တပ်ရဲ့လက်နက်ဝယ်ယူရေးမှာထိုင်းဘဏ်တွေကကူညီပေးနေတယ်ဆိုပြီးတော့တွန်ဒရူးရဲ့2024ခုနှစ်ဇွန်လအစည်းအဝေးကစားမှာဆွဆွဲဖော်ပြခဲ့ပြီးတဲ့နောက်ထိုင်းဘိုဘန်နဲ့ငွေကြေးခွာခြားမှုတိုက်ဖျက်ရေးကော်မတီကစုံစမ်းစစ်ဆေးရတယ်လှုပ်ဆောင်ခဲ့ပြီးတော့ကုလဆွဆွဲချက်ကိုထိုင်းအနာဘဏ်တွေကညှင်းဆို့ထားတာလည်းသိရပါရယ်ဆက်လက်ပြီးဒီလိုထိုင်းဘဏ်တွေပေါ်ကုလဆွဆွဲချက်တွေပေါ်ထွက်လာပြီးတဲ့နောက်ဆယ်လကြာမှာ ထိုင်းနိုင်ငံပိုင်ဘဏ်ကနေမြန်မာစီးပွားရေးဘဏ်နဲ့အလုပ်ဆက်မလုပ်ဖို့ဖြစ်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံဆိုင်ကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ်ဒွန်လူကတော့မြန်မာစစ်တပ်လက်အောက်မှာရှိတဲ့စစ်ကောင်စီရဲ့ညောင်းငွေအဓိကစီးဆင်းလက်ပတ်နေတဲ့မြန်မာနိုင်ငံသားကုန်သမှုဘဏ် MFTB နဲ့မြန်မာရင်းနှီးမြှုပ်နှံမှုနဲ့ကုသရေးဝယ်ရေးဘဏ် MICB တို့ကိုပိတ်ဆို့ခံပြီးမှမြန်မာစစ်ကောင်စီဟာစစ်လက်နက်ဝယ်ယူမှုတွေကိုမြန်မာစီးပွားရေးဘဏ်ကတစင်ပြုလုပ်နေတာလို့လည်းပြောဆိုထားပါတယ်ခင်ဗျာ။ စစ်ကောင်စီတပ်အနေနဲ့မန္တလေးမြို့ရှိရက်ကွက်တွေမှာလူငယ်တွေကိုစစ်မှုထမ်းပတ်စင်စနစ်တွဲဟုဆိုကအတိတ်ကတပ်သားစုဆောင်နေတယ်လို့ဒေသခံတွေကနယူးဒင်းမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်စစ်မှုထမ်းပတ်စင်စနစ်အတွက်မတ်လ24ရက်နေ့ကစတင်မဲနိုင်ခိုင်းခဲ့တယ်လည်းဖြစ်ပါတယ်အရင်တုန်းကလည်းမဲနိုင်စနစ်နဲ့သွားတာဒါပေမဲ့ပတ်စံရှိတဲ့သူတွေကလူစားထိုးထဲတာပေါ့ဘာသာမှတော့မထွက်ပါဘူးအခုကျတော့လူစားထိုးလို့လည်းမရတော့ဘူးအသေးအသက်စင်းလိုက်ောက်နေတယ်မဲနိုင်ခိုင်းနေတယ် မဲမနိုင်လည်းသူတို့ပေါ်တာဆွဲတာခံအောင်မယ်အဆင်မပြေဘူးလို့မန္တလေးမြို့မှာနေထိုင်နေသူကတော့ပြောဆိုထားပါတယ်စစ်မှုထမ်းပတ်စစ်စနစ်ကိုလာမယ့်ဧပြီလမှာစတင်မှာလည်းဖြစ်ပါတယ်2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာပြည်သူစစ်မှုထမ်းတာဝန်ထမ်းဆောင်မှုအကျုံးဝင်တဲ့မြို့သားလူငယ်အားလုံးကိုပတ်စစ်စနစ်လေးမြင်းဆောင်2025တက်ရောက်ရန်အတွက်ပြည်သူစစ်မှုထမ်းနီးဦးရင်းနဲ့ညီမဲနဲ့ရွေးချယ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်စစ်မှုထမ်းမှုမင်းနဲ့ရမှာလည်း လူငယ်တွေကိုရံသမို့မိသားစုတွေကကိုယ်စလဲတူကလာရောက်မင်းနဲ့ဆောင်ရွက်မှာဖြစ်ပြီးတော့လူငယ်သမို့မိမတွေကလာရောက်မင်းမနိုင်ဘူးဆိုရင်တော့စစ်မှုထမ်းခေါ်ဆောင်ရေးအဖွဲ့ဝင်တူကမင်းနိုင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာယူရီမြန်မာရင်းနေကြီးသတင်းစီစဉ်ဒီကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိညမဆန်လွန်ချင်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်တည်ရှိနားဆင်နိုင်ပါပြီခင်ဗျာ